မြန်မာရုပ်ရှင်လောကရဲ့စံပြမင်းသမီးတလက်လို့ပြောလိုက်တာနဲ့အင်ဒရာကျော်စင်ကိုမျိုးလုံးတဲ့ပြင်းပြမိကြလိမ့်မယ်လို့ထင်ပါတယ်။မြန်မာနိုင်ငံမှာအင်ဒရာကျော်စင်ကိုမသိတဲ့သူဆိုတာကတော့ခက်ရှားရှားပဲလို့ပြောလို့ရပါတယ်။သူမဟာမြန်မာရုပ်ရှင်သမိုင်းမှာအကယ်ဒမီ၃ဆုအထိကိုရရှိထားပြီးတော့အမှုပညာရှင်အမြင့်ဆုံးမင်းသမီးတွေကတယောက်ဖြစ်ကိုမှရက်တိနေတဲ့မင်းသမီးတလက်လည်းဖြစ်ပါတယ်။သူမရဲ့ငယ်ဘဝနဲ့ပညာရေးကိုပြန်ကြည့်မယ်ဆိုရင်တော့ရန်ကုန်မြို့ကချမ်းသာတဲ့မိသားစုတစ်ခုမှမွေးဖွားခဲ့ပြီးမိဘတွေကတော့ဦးကျော်စင်နဲ့ဒေါ်မြတီရာတို့ဖြစ်ကြပါတယ်။သူမဟာအငယ်ဆုံးသမီးလေးပါ။ သူမရဲ့မျိုးရိုးကလည်းနည်းနည်းရတော့မဟုတ်လာပါဘူးမြမခေတ္တတက်မတော်ကိုတီထောင်ခဲ့တဲ့ရဲဘော်တုံးကျိတ်တဦးဝင်ဖြစ်တဲ့ဘူစီရရဲ့မြေလေးဖြစ်တယ်လို့စာရေးဆရာကြီးတကုံတာယာရဲ့တူမလည်းဖြစ်ပါရည်ဒါအပြင်အစိုးရဟိမာနေဝင်တဲ့ရုပ်ရှင်မင်းသားရာစာနေဝင်တို့ရဲ့မောင်နှမဝန်ကွယ်လည်းဖြစ်ပါရည်သူမဟာရန်ကုန်မြို့ရဲ့ထင်ရှားတဲ့တကုံအာထာကတေချောင်းကနေအထက်တန်းအောင်မြင်ခဲ့ပြီးတော့ဓာတုပိဒါပါတာရဲ့နဲ့တိတ်ပံပွဲကိုရရှိခဲ့ပါရည်စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့ရုပ်ရှင်လောကတွေကိုဝင်ရောက်လာဖို့ကသူမရဲ့ရည်မှန်းချက်မဟုတ်ခဲ့ဘူးဆိုတာပါ ဲ့ဒီအချက်ကိုတမမာ Times ရဲ့ interview တစ်ခုမှာသူမကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။သူမဟာဆရာဝန်တရားဖြစ်ချင်ခဲ့ပေမဲ့စာမေးပွဲရမှတ်တွေတိတ်မကောင်းခဲ့လို့သူမရဲ့ရွေးချယ်မှုကိုပြန်လည်စဉ်းစားခဲ့ရတယ်လို့ဆိုပါတယ်။အနုပညာနယ်ပယ်ရေးကိုဝင်လာတဲ့သူမရဲ့ပထမအဦးဆုံးခြေလှမ်းကတော့ပြိုင်ပွဲကနေစတင်ခဲ့တာပါ။1996ခုနှစ်မှာ Miss Cook ခိုင်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြပြီးတော့အနိုင်ရရှိခဲ့ပါတယ်။အဲဒီနှစ်မှာပဲ Miss Christmas ပြိုင်ပွဲကိုပါဆက်လက်အနိုင်ရရှိခဲ့ပါတယ်။အဲဒီနောက်မှာစံတော်ပြင်ချစ်သော Editor နဲ့အနိုင်မဲစာရီ TV ဇာလန်တွေထဲမှာပါဝင်တရုပ်ဆောင်ခဲ့ပြီးတော့အနိုင်မဲဇာလန်တွေထဲက ပိုတေးဆိုတဲ့ဇက်ကောင်နဲ့ပရိသတ်တွေကြားမှာလူသိများလာခဲ့ပါပြီ။အရင်နောက်မှာဆိုတော့ဖြင့်နှစ်နှစ်အတွင်းမှာတော့မကယ်စင်းတွေနဲ့ fashion show တွေမှာ model အဖြစ်ကိုလောက်ကန်ခဲ့ပါပြီ။နှစ်ထောင်ပြည့်နှစ်မှာဆိုတော့ဖြင့်ပျော်လိုက်ကြရအောင်ဆိုတဲ့ဇက်ကောင်နဲ့ပွဲဦးထွက်မင်းသမီးအဖြစ်ကိုပါဝင်ခဲ့ပြီးတော့အနုပညာခီးမှာအကြီးမားဆုံးအခွင့်အရေးကိုရရှိခဲ့ပြန်ပါပြီ။အရင်နှစ်မှာပဲတမီးရှင်ရုပ်ရှင်ဇက်ကောင်နဲ့အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုအတွက် Academy စကားတင်စီးရင်မှာပါဝင်ခဲ့ပါပြီ။သူမရဲ့အနုပညာလမ်းကြောင်းမှာခက်ခဲတဲ့အချက်ကတော့နှစ်ထောင်ပြည့်နှစ်အစောပိုင်းကာလတွေမှာသူမရဲ့ရုပ်ရှင်လုပ်ငန်းကသူမရဲ့ဝမ်းကွဲဖြစ်တဲ့ အဲ့ဒီခေတ်ရဲ့ထိတ်တဲမင်းသားဖြစ်တဲ့ရာဇာနေဝင်ကြောင့်အနေငယ်အကန့်အသတ်ဖြစ်ခဲ့ရတယ်လို့ဆိုပါရင်2003ခုနှစ်ကဒိုင်အီယာဝရီမဂ္ဂဇင်းရဲ့တွေးဆမေးမြန်းမှုမှာလက်ရှိလူကြိုက်များတဲ့ရုပ်ရှင်တွေမှာတရုတ်ဆောင်ဖို့အခွင့်အရေးတင်မရခဲ့ပါဘူး။ရုပ်ရှင်တွေထဲမှာကျမရဲ့ဝန်ခွဲအကိုနဲ့မောင်နှမအခန်းတွေပဲတရုတ်ဆောင်ရပြီးအခြေစက်ခန်းတွေတော့ရိုက်လို့မရခဲ့ဘူးလို့ပြောပါရင်အဲ့ဒီအချိန်ကမြန်မာရုပ်ရှင်လောကမှာမင်းသားတွေရဲ့အောင်မြင်မှုကရုပ်ရှင်ရဲ့ဝန်ခွဲကိုတိုက်ရိုက်တက်ရောက်ခဲ့တဲ့အတွက်နမေကျော်မင်းသားတွေနဲ့တွဲဖက်ရိုက်ကူးကွင်းကမင်းသမီးတလက်ရဲ့ကြော်ကြားမှုအတွက်ကိုအကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့တာကြောင့်ပါ။ ဒါပေမဲ့လေသူမရဲ့စူးစမ်းမှုကအချိန်နှီးတော့ဖြစ်မနေခဲ့ပါဘူး။2004ခုနှစ်မှာမျက်နှာများတဲ့ကောင်းကင်ရုပ်ရှင်ဇာတ်ကားမှလည်း freelance ရုပ်နဲ့တရုတ်ဆောင်ခဲ့ပြီးတော့မြန်မာအကယ်ဒမီစုကိုရရှိခဲ့ပါပြီ။အဲဒီနောက်မှလည်းရုပ်ရှင်တွေဆက်လက်ရိုက်ကူးပြီးတော့ကြောင်ရည်အတွက် model အဖြစ်ကိုမှဆက်လက်လုပ်ကိုင်နေခဲ့ပါပြီ။2019မှာလည်းရမထဲကဒါရုပ်ရှင်ဇာတ်ကားမှာအဓိကဆက်ဆောင်အဖြစ်တရုတ်ဆောင်ခဲ့ပြီးတော့မြမအကယ်ဒမီစုကိုထပ်မံရရှိခဲ့ပါပြီ။2019ခုနှစ်မှာစတော့ဖြင့်ဟစ်တိုင်ဇာတ်ကားနဲ့နောက်ထပ်အကယ်ဒမီစုကိုရရှိခဲ့ပြီးတော့စုစုပေါင်းအကယ်ဒမီ၃ကျင်းရရှိထားတဲ့အကယ်ဒမီစုရှင်ဖြစ်လာခဲ့ပါတော့တယ်။ အင်ဒရာဂျောစီဟာဆန်တော်ဖြင့်ပြိသက်တွေရဲ့အားပေးမှုကြောင့်အသက်40ကျော်လာခဲ့ပေမဲ့အနုပညာလောကတွေကအနုပညာရှင်အစ်စ်တွေကြားထဲမှာပါထိတ်တဲမင်းသမီးလေးအဖြစ်ကိုမှဆက်လက်ရည်တည်နေဆဲလည်းဖြစ်ပါသည်